ရောဇင်တို့ပြောဆိုင်ရဆိုတဲ့နေရာဒီတန်ရှိတယ်ခင်ဗျအဲ့ဒါကတော့ဒီနေပြီးပါပဲပုတ်ပါတောင်ရဲ့နာမည်တလျှောက်နာမည်တခွေမှာပေါ့နော်သူတော်ကောင်းသူမြတ်လောင်းနေသူတော်ဇင်တွေပြောဆိုင်နေလာပြီးတော့တရင်သုံးနေကြင်ကြံအားထုတ်တယ်ဆိုတာရှိပါတယ်မြန်မာပြည်မှာအဲ့လိုသူတော်ကောင်းတွေတရင်သုံးကြင်ကြံအားထုတ်ပြီးတော့မှနိုင်ငံရောက်ကြောင်းတရားတွေနဲ့အတူခုနှစ်သာသမီတတ္တဝါဒုက္ခတွေကိုကဲတင်နိုင်မဲ့တရားသူတရားရည်တွေနဲ့အချင်းတူတွေဆရဏတွေကို ရရှိစေဖို့အတွက်ကြင်ကြံအားထုတ်နေတဲ့ဒီမှာပုံမြင်တော်တွေရှိပါတယ်။ဝိဇ္ဇာတွေပဲဖြစ်ဖြစ်အထက်ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ဖြစ်ရဲ့စံနေထူးဆန်းတဲ့အာနိသင်စရဏတွေကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဒုတွေကဒီပုပ်ပါတောင်နဲ့တခွေမှာတည်ရှိကြပါတယ်။အဲ့ဒီထဲမှာအတင်ကရပုဂ္ဂိုလ်တွေလည်းရှိသလိုနာမည်သိမ့်မကြီးပေမဲ့တကယ့်ကိုအစွမ်းထက်ပြီးတော့ဒုက္ခတဲ့ခုနှစ်ရသားသမီးကိုကဲတင်ကူညီဖေးမပေးနိုင်တဲ့သူတော်ကောင်းသူမြတ်လောင်းနေဆိုတာလေ။ အများကြီးရှိပါတယ်ကျွန်တော်ကအခုဒီနယ်မြေကိုရောက်လာတဲ့အချိန်မှာအဘဝိဇာသူတော်စင်သူတော်ကောင်းတွေရဲ့ဆောက်ရှောက်ခြင်းတွေကိုခံရဖို့အဘဘိုးဘွားအဘဘိုးမင်းကအဘပွင့်ပြီးတော့ကိုနဲ့တန်ရာတကွိမှာတော်ဆက်ခဲ့ဘူးတဲ့ဝိဖြူစင်ကျဲဘိုးတော်တွေပြီးတော့ပထမပြန်ဘိုးတော်တွေအစရှိတဲ့အဘဘိုးတော်ဝိဇာတွေရဲ့မြစ်တာတက်ဝင်ဆောက်ရှောက်ခြင်းကြိရှုဆောင်မခြင်းကိုခံရဖို့အတွက်ကို ဘလို့ဘလို့တော့နီလန်းနေဖြစ်အဘဝိဇာတွေချစ်မြတ်လို့အောင်နေရမယ်ဆိုတဲ့အကြောင်းရင်းတွေကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်အရင်အရင်တုန်းကကျွန်တော်အားပေးခဲ့တဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေ fan တွေဆိုရင်ဒီမှာပါအဘချစ်အောင်နေနေဆိုပြီးတော့ကျွန်တော်ဂါထာလေးနဲ့အတူအဘဝိဇာတွေချစ်အောင်ဘလို့နေဘလို့ထိုင်းဆိုပြီးတော့ကျွန်တော်လမ်းညွှန်ခဲ့တာရှိပါတယ်အဲ့ဒီလိုလမ်းညွှန်မှုနဲ့အတူနေထိုင်ခဲ့ပြီးတော့ဂျီဝါတိုးတက်စေဘာဥစ္စာဖြစ်ခဲ့တဲ့ မြောက်အများရဲ့ချီးကျူးထောပနာပေးခြင်းကျွန်တော်ကိုအလူလူခြင်းလာရောက်ပေးခြင်းလာရောက်ပတ်သက်ခြင်းဆိုတဲ့အကြောင်းတရားတွေနဲ့ကျွန်တော်အများကြီးကြုံခဲ့ရတယ်။အခုထပ်ပြီးတော့ကျွန်တော်ဆော်အောင်ပေးမယ်အဘဝိဇာသူတော်စင်နေတဲ့အတူသူတော်ကောင်းသူမြတ်လောင်းနေဆံပြောတဲ့ဒီဥပန်းနယ်တစ်ပြည်ကိုရောက်နေတဲ့အချိန်မှာသူတော်စင်နေချစ်ခင်မျက်နှိုးအောင်သူတော်စင်နေဆောက်ရှောက်အောင်ဘလို့နေရတယ်ဆိုတာလေးကိုကျွန်တော်တန်းညွန်ပြပေးပါပါ။ဒါကတော့ဘာတောင်းပါ အဲ့ဒီပုပ်ပါတောက်ပါကြီးမှာသူတော်စင်သူတော်ကောင်းသူမြတ်လောင်းတွေအများကြီးရှိတဲ့အပြင်အဲ့ဒီတောင်ရဲ့ဒေါတောင်ပဝင်းကျင်နဲ့အတူအဲ့ဒီတောင်အနီနာဝင်းကျင်မှာရှိတဲ့အချို့သောနေရာတွေကိုမိခူအားထားပြီးတော့ဓာတ်တော်လာဖွင့်တဲ့ပုံကိုရှိပါတယ်လူဆိုတာဓာတ်ကောင်းမှုလိုတယ်ကံကောင်းမှုလိုတယ်ကက်ကင်းကြမှုလိုတယ် လူတယောက်မှာကောင်းတဲ့ဓာတ်တွေရှိဖို့အတွက်ကိုဓာတ်ပေါင်းစုဖို့လိုအပ်တယ်။အဲ့တော့ကျွန်တော်တို့ကဓာတ်ပေါင်းစုနိုင်မှုကောင်းတဲ့ဓာတ်တွေရောက်လာဖို့အတွက်ကိုဈေးဒီတည်တဲ့ကုသိုလ်ကိုပထမဦးဆုံးပြုလုပ်အောင်ပါပါ။ဥပမာကိုကဘာဘိုးဘူးအောင်ကိုအကူရဲအဘဘုံမင်းကောင်အကူရဲအဘဘုံမင်းကောင်ဆိုရင် ဝင်တဲ့အဘဘိုးတဲ့အဘဝိစာတပါးကိုအဘဝိစာကိုအရင်ဆုံးတိုင်တယ်လိုက်ဥပမာအဘဘိုးဘိုးအောင်ပါဗျာအဲကျွန်တော်မျိုးအဘဘိုးဘိုးအောင်ရဲ့မြေတားတက်ကိုခံယူပြီးတော့ဇေဒီတစုတဲပါမယ်လို့စိတ်ကရည်ရွယ်ပြီးတော့အဲ့ဒီဇေဒီကိုမိမိကတက်တဲ့အားလုံးစုပြီးတော့တဲတဲ့ဇေဒီလို့စိတ်ထဲမှာသဘောထားပြီးတော့မှအဲမိမိဇေဒီတဲဖို့ခါတာကုံတော်ကိုရွေးချယ်ရမှာပါကိုတက်တဲ့ကုံတော်ခါတာနဲ့ရွေးချယ်ရ ဇေဒီတဆုတဲတယ်ဆိုလို့ရှိရင်ဂါထာအပုပ်ကြီးတရား၈ခေါက်ပြည့်ဖို့လိုပါတယ်။တရား၈ခေါက်ပြည့်သွားလို့ရှိရင်အဲ့ဒီဇေဒီတဆုတဲတာနဲ့အတူတူပဲလို့ဆရာတော်ဖျားကြီးတွေမိန့်ချထားတာလည်းရှိသလိုကျွန်တော်တို့လက်ခံထားတဲ့အနေအထားလည်းရှိပါတယ်။ဥပမာ အောက်ဆုံးရင်မြင်တော်ကနေပြီးတော့မှဟိုးအထက်စိတ်ဘုံတော်အထိကိုယ့်ရဲ့မနောကုသိုလ်နဲ့အဲ့ဒီဂါထာတစ်ပုဒ်ကိုဖြည်းဖြည်းချင်းချင်းပြီးတော့ငါရင်မြင်တော်ရင်မြင်တော်ပြီးလို့ရှိရင်ပါပါပါပေါ့နော်ဒါအထက်ပြည့်စရာအလဲပြည့်စရာမိင္ကမျက်နှာတော်စိတ်အစရှိတာတွေကိုစိတ်ထဲမှာအားယူ ေဒီတည်တယ်လို့ပြောထားပြီးတော့ဒါခါတဲ့ပုံကို108ခေါက်ပြအောင်ရွှေဆုံးပေးပါအဲ့ဒါနံပါတ်1ချက်အဲ့ဒီစေဒီပြီးဆုံးသွားပြီဆိုလို့ရှိရင်အဲ့ဒီစေဒီမှာကျော်ပြင်းနေပြီကျွန်တော်တို့ထားရတာပေါ့နော်8ရှင်းရှင်းနေနဲ့ပြောင်းထားရတယ်တနည်းလားအင်ဂျင်ကားပေါ့နော်ဒါ Yahoo ပေါ့နော်ရှင်းနေနဲ့ကျော်ပြင်းနေပြီထားတဲ့ခါမှာအဲ့ဒီကျော်ပြင်းနေပြီရှိနေတယ်ထားတဲ့ပတ်ဝန်းကျင်တွေအကုန်လုံးမှာဘရုံမှာရွှေကြဘန်းနဲ့ကန့်ကော်ဘန်းကိုယူတယ်လို့စိတ်ထဲကသဘောထားပြီးတော့အတိအကျတော့ကျွန်တော်တို့ကတော့ non ်ပါတော့ဘူးနော်ဒီဘက်ကဒီဘက်အချိန်ဒီဘက်ကာလာကြီးမှာဈေးတစုတစ်ခဲတဲဖို့ဆိုတာလည်းတမန်ပုံကန်နေဖြစ်တော့ဘူးနော်လိုင်းချရပြောတော့ကုန်ကန်ပြီးတဲပါရတယ်အနေထားဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီဈေးတစုတဲဖို့ကျွန်တော်ကမနှောစက်ကိုနေတယ်ဘုမရှိတဲ့ပုံစံနဲ့ဈေးတစုတဲစေချင်တာပါအဲ့တော့ကျွန်တော်ခုနကပြောသလိုမျိုးပဲကျွန်တော်ကဒါစီလီပထမတရားရှိခောက်တည်ပြီးသွားပြီအဲ့ဒီမှာရှိနေတဲ့နေနဲ့အဲရှင်းနေနဲ့ရဟောပါမယ်အဲ့ဒီနေနဲ့တောင်းပြီးပရမရွှေချာ န်းကိုပန်းလူတွေစိတ်ကကြီးပဲပြီးတော့ဟွာလူထမ်းပြရမယ်ကန်းကိုပန်းကတော့နောက်ဘုန်းတော်ဘုရားရေမီဒီယာမျက်စောပြားကိုအာရုံပြုပြီးတော့ယူတာပရမရှင်ချာပန်းကတော့ပုံငယ်ပြီးတော့ကျွန်တော်ဘောမှာမျက်စောပြားကိုရည်စုပြီးတော့လူထမ်းတာပေါ့နော်အဲ့ဒါအတူတူရချက်လောက်ရတာပါအဲ့ဒီဇီဒီတယ်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုရွှေရည်ငွေပြပြမှုလိုပါတယ်ကျွန်တော်တို့ရွှေသားအနှဲငယ်ငွေသားအနှဲငယ်ဒီမှာအများနဲ့စောက်တာပါအဲရွှေအစစ်ဆောင်မှုဒီဘက်ကကျမှမလွယ်ဘူးဆိုရင်တော့မှကျွန်တော်တို့ကအဲရွှေ တဲ့လားလန်တန်းဒါတန်းသူတဲ့ကြောက်ခဲတလုံးကိုရွှေကြီးမုတ်ထားလိုက်တာမျိုးအခုကြောက်ခဲတလုံးကိုငွေမုတ်ထားလိုက်တာမျိုးရွှေကဲငွေကဲလေးတက်ထားလိုက်အဲ့ဒါလို့ကျွန်တော်တို့ကရေထဲစိန်ထားပြီးတော့အဲ့ဒီရွှေကြီးငွေကြီးစိန်ထားတဲ့ရေဖလားခွက်ကလေးပေါ့နော်ရွှေကြီးငွေကြီးစိန်ထားတဲ့ခွက်ကလေးကိုကင်ပြတဲ့အခါကျတော့အရဟံမေအောင်နမောဗုဒ္ဓတာအရဟံမေအောင်နမောဓမ္မတာအရဟံမေအောင်နမောတန်ခတ်တာပြီးမြတ်တာတို့တစ်ခေါက်ရွတ်ပါပြီးအဲ့ဒီရွှေကြီးငွေကြီးစိန်ထားတဲ့ကိုယ့်ရဲ့ခန္ဓာ ပတ်ဖြန်းတာမျိုးတောက်ခံတာမျိုးလုပ်ပါမယ်။ဘပတ်ဖြန်းခင်မှာအကျွန်ုပ်ရဲ့ခန္ဓာကိုယ်ဆောင်ရှောက်မိတခင်ပြုပြီးမိတခင်ပြုပြီးနေနေတဲ့အကျွန်ုပ်ရဲ့ခန္ဓာကိုယ်ဆောင်ရှောက်တဲ့ကိုယ်ဆောင်နဲ့အကျွန်ုပ်မေတ္တာတုံ့ပြန်တဲ့ဆက်မှန်းမှုထားတဲ့ကာထာမန္တရောရဲ့အစွမ်းကြောင့်ဒီရွှေငွေကြီးဖြန်းလိုက်တဲ့အချိန်ကစပြီးယနေ့အကျွန်ုပ်ပြုသည်မကုသိုလ်အစုစုကိုအကျွန်ုပ်ရဲ့ကိုယ်ဆောင်နဲ့ကနေတဆက်စတုလောကပါလာနာမည်စကြဝဠာအတွင်းမှာရှိကြကုန်သောတမာရီဝနတ်ကောင်းနဲ့မြတ်နတ်အပေါင်းနဲ့မတ်တန်းတင်နိုင်သောအထူးပုဂ္ဂိုလ် အပေါင်းတို့သည်အကျွန်တော်မျိုးပြုလုပ်တဲ့ကုသိုလ်အစုကိုမှတ်တမ်းတင်နိုင်ရန်အတွက်တင်အကြောင်းကြားပေးပါတိုင်းအတင်တင်အကြောင်းကြားပေးနိုင်ပါလောတင်ဒီလည်းတက်ကြီးတကူနှစတူပြီးတော့တင်ရဲ့ဖုံးကန်တဲ့အတွက်ကျွန်တော်လည်းဖုံးကန်တက်ပြီးတော့ချဲရှိနေတဲ့သာသနာအချင်းခါမှာအပေကိုပြန်မကြပဲပြေဝါတော့အဆုံဆုံးနဲ့အတူနိဗ္ဗာန်လမ်းကိုရှောက်လန်းနိုင်ပြီးသာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်တစ်ပုဂ္ဂိုလ်များဖြစ်ရပါလိမ့်မယ်မကျွတ်မလွတ်ပဲရှိနေမယ်ဆိုရင်လေအရိမေဒီယာမျက်စွာဘုရားကိုပူးစွာပူးတွေ့နိုင်တော့ပုဂ္ဂို ်ဖြစ်ရပါလို့ဒီလိုဆွတောင်းပါပါနောက်ထပ်တစ်ခုထပ်လောက်ออกมาတော့အဘဝိစာသူတော်စင်နေချစ်မြတ်နိုးခြင်းခံရဖို့အတွက်အခုကျွန်တော်ပြထားတဲ့ပုတ်ပါတောင်ကိုအာယုံပြီးပြီးတော့အဲ့ဒီပုတ်ပါတောင်မှာရှိနေတဲ့အဘရဲ့ပုံတော်ကိုမျက်လုံးထဲမှာမြင်အောင်ကြည့်ပြီးတော့အဘရဲ့မွေးရဲ့ဇာတိမြေဖြစ်တဲ့အဘရဲ့ပုတ်ပါတောင်လို့သတ်မှတ်ထားတဲ့ဤနယ်တစ်ခွမှာအဘရဲ့ပုံတော်ရှိမှာကောင်းခြင်းပေါင်း၅ကျော်ပြီးဖရာကျော် ပြီးတက်တော့ကြော်ပြီးရင်ဖြော်ရည်အနေနဲ့မကြီးနဲ့နဲ့တစ်ညက်နဲ့ဖြော်ထားတယ်မကြီးဖြော်ရည်ဒါတွေကိုကပ်ပါတယ်ဆိုတော့ပြောမှာစိတ်ကအာရုံပြုပြီးတော့မှာအဘကိုအီခဲ့တော်တော်အရာတွေကပ်လို့တန်းနဲ့ဆူတောင်းကပ်လို့ရတဲ့ဆူတောင်းမှုတို့ကြောင့်အဘရဲ့ချင်းချင်းမျက်နှာချင်းနဲ့ စောင့်ရှောက်ခြင်းကိုခံရပါစေတာလို့ဆုတောင်းပေးပါအဲ့ဒါကိုဘယ်နေ့မှလုပ်ရမလဲဆိုတော့မိမိရဲ့အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်အဲ့ဒါကတော့မိမိရဲ့မိခင်အမွေးနေ့မှာလုပ်ရတာပါလူ့ဘဝတွေကိုရောက်လာဖို့အတွက်အမေကသူ့ရဲ့အသက်နဲ့ရင်းပြီးလုပ်ခဲ့ရတာအသက်နဲ့ရင်းပြီးလုပ်ခဲ့ရတာ ကျွန်တော်ပြောတဲ့အရာတွေကစီဒီနေတာတွေအချို့သောအရာတွေကစိတ်ကူးနဲ့လုပ်လို့ရတဲ့အရာတွေကိုစိတ်ကူးနဲ့လုပ်လက်တွေတကယ်ကပ်လို့ရတဲ့ပုံမှန်ကောင်းကြီးမအောင်လို့ဒါမကြီးနဲ့ပြင်းနေတဲ့ပြောတာတို့အကျော်အလော်တွေကတော့ဝယ်ပြီးထက်ကပ်လို့ရတယ်တကယ်လက်တွေကပ်ပါတော့အပားရဲ့ပုံတော်ရှိလေးမှာပေါ့နော်ဒါပေမဲ့စိတ်ကူးတဲ့မှာတော့ဒီဟိုပါပုတ်ပါတောင်ချီမှာရှိတဲ့အပားရဲ့ထိုင်တော့ရှိတယ်ရှိပါကပ်နေတယ် ဆိုရင်ဒီနယ်တစ်ခုမှရှိတဲ့သူတော်စင်သူတော်ကောင်းတွေဝိဇာသူတော်စင်အဖအားရဲ့ချစ်ခင်ကလို့စောက်ရှောက်ခြင်းကိုခံရမှာပါတချို့သောဗုဒ္ဓဘာသာဝင်စစ်စစ်တွေကတော့ဝိဇာကူးကွယ်တာတွေအဖအားရဲ့ကိုခံရတာကျွန်တော်တို့ဒီကိုးကွယ်ခြင်းစီကတ်ခြင်းစီပူခြင်းကန့်လို့ပူဇော်ခြင်းဆိုတဲ့အကြောင်းအရာကိုကန့်အကန့်ဒီခွဲထားပြီးတော့မှတရဏဂုံပြည့်စရာမလိုပါဘူးအဘကိုအမိတဲ့ဟဲပြီးတော့ဖရာကုံတော်တရားကုံတော်ဂါထာမန္တန်တော်တွေနဲ့အတူအလူတန်းတွေကို ဲ့ကြောင့်အဖရဲ့သားသမီးတွေကတော့စိတ်ရခြင်းအတိမရှိပဲချမ်းသာခြင်းအစစ်နဲ့အေးချမ်းသာတွေကိုရှာမှာပါပါဒါကတော့ကျွန်တော်ကျွန်တော်ရဲ့ချစ်လာဆုံးတော့ဓမ္မမိတ်ဆွေတွေကိုကျွန်တော်အနေနဲ့တည်ထားတတ်ထားပြီးတော့အထက်ပုဂ္ဂိုလ်သူတော်စင်တွေရဲ့ဟောကြားနှံ့ညွှန်ပေးတဲ့အတိတရားတိုင်း